တမနာထရန့်ကယူကရိန်းနိုင်ငံကိုအနည်းဆုံးဒေါ်လာတန်900တန်ကြီးရှိတဲ့တယန်ဇာတ Red App မြေရှားတပ်တုသဘောတူညီချက်ရဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ဒီအတွက်အပြန်အလှန်အနေနဲ့ရုရှားက Kremlin နဲ့ Ukraine Kiev တို့ကြားအပြစ်ခတ်ရစဲရေးကိုအမေရိကန်ကဂျားဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဒီသဘောတူညီချက်အတွက် Ukraine သမ္မတ Zelensky က US ကိုခရီးထွက်ပြီး Trump နဲ့တွေ့ဆုံခဲ့ပါတယ်။ Trump ကဇန်နဝါရီလကသူ့သမ္မတအဖြစ်စတင်တာဝန်ယူခဲ့တဲ့ကဒီတယန်ဇာတသဘောတူညီချက်ကိစ္စကိုဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ Red App တွေအရေးကြီးတဲ့တခြားသင်ရန်စာတာပစ္စည်းတွေလောင်စာဆီဓာတ်ငွေနဲ့တခြားသင်ရန်စာတာတွေကိုတောင်းဆိုခြင်းဟာရုရှားယူကရိန်းစစ်ပွဲမှာအမေရိကန်တွေကူညီပေးခဲ့တဲ့အတွက်ပြန်ရသင့်တဲ့အရာတွေဖြစ်တယ်လို့ထရန့်ကယုံကြည်နေပါတယ်။အမေရိကန်နဲ့ယူကရိန်းတို့ကြားသင်ရန်စာတာသဘောတူညီမှုကဆွေးနွေးမှုပြီးဆုံးတော့မှာပါ။ဒီသတင်းတွေဟာမီဒီယာတွေမှာကြက်ကြဲပြန့်ပြန့်ပါဝင်လာပြီးတော့တရုတ်နိုင်ငံကဒီကိစ္စအတွက်စိုးရိမ်မကင်းဖြစ်လာပါတယ်။တရုတ်အနေနဲ့အရေးကြီးဆုံးသောဖွဲ့ဖဲတစ်ခုကိုဆုံးရှုံးရတော့မှာပါ။ အထူးသဖြင့်တော့ Trump ကတရုတ်နိုင်ငံပေါ်ခွန်တိုးမြှင့်မှု245ရာခိုင်နှုန်းပြုတ်လွတ်လိုက်တဲ့အချိန်မှာဖြစ်ပါတယ်။ဒီအတွက်အခုချိန်ဟာ American နေနဲ့တရုတ်နိုင်ငံပေါ်အသာစီးရယူနိုင်တဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ American Ukraine သဘောတူညီချက်တွေဘယ်အချက်တွေပါဝင်နေလဲ။တရုတ်နိုင်ငံနေနဲ့ဘယ်လိုမျိုးတုံ့ပြန်နိုင်မလဲ။ဒီမေးခွန်းတွေရဲ့အဖြေကိုလေ့လာကြည့်လိုက်ရအောင်။တယန်သာတာသဘောတူညီချက်အတွက်အခြေခံသဘောတူညီမှုတွေကို Ukraine ဘက်ကနေကြေညာခဲ့ပါတယ်။ Ukraine စီးပွားရေးတိုးတက်ရေးနဲ့ကုသရေးဝန်ကြီး Julius Varango ကတော့ Ukraine နဲ့ US အကြားအခြေခံသဘောတူညီချက်တွေရရှိထားပြီးဖြစ်တယ်လို့ကြေညာပါတယ်။လက်ရှိမှာတော့ဒီအခြေခံချက်တွေကိုလက်မှတ်ထိုးထားပြီးတော့နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီးအဆင့်မြင့်တင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။တမရဇလန်စကီကိုရိုင်းကလည်းသတင်းဌာနတွေကိုတူညီစွာပြောကြားခဲ့ပါတယ်။ American ဘက်ကလည်း Trump နဲ့ US Treasury အတွင်းရေးမှူး Scott Bessnett တို့ကပိုပြီးရှုပ်ထွေးတဲ့အသေးစိတ်သဘောတူညီချက်တွေကိုနောက်ပတ်ထဲမှာလက်မှတ်ရေးထိုးတော့မယ်လို့ကြေညာထားပါတယ်။ ဒီအစိမ့်မြေသဘောတူညီချက်တွေဟာစာမျက်နှာ80တိတိရှိနေမယ်လို့ဆိုပါတယ်။ကျွမ်းကျင်သူတွေကတော့သဘောတူညီချက်တွေထဲမှာယူကရိန်းအတွက်လုံခြုံရေးအာမခံချက်တွေပါဝင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကတော့ရုရှားနဲ့စစ်ပွဲမှာအမေရိကန်နိုင်ငံရဲ့အကူအညီတွေကိုလိုအပ်နေတယ်ဆိုတာကိုဖော်ပြထားပါတယ်။ Trump ပြောတဲ့အဆိုအရငါကပြောခဲ့ဘူးသလိုဒေါ်လာဘီလီယံ900ပေးရမယ့်အစီအစဉ်လဲပါဝင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံအနေနဲ့ကတော့ယူကရိန်းရဲ့အရေးပါတဲ့တယံဇာတာတွေကိုလက်လန်းမိသွားနိုင်အောင်ကြိုးစားနေပါတယ်။ ဒါက27ရာစုရဲ့စီးပွားရေးကိုထိန်းချုပ်ခြင်းနဲ့အမေရိကန်ရဲ့စိတ်ဆန္ဒဖြစ်ပြီးတော့တရုတ်လိုမျိုးပြင်ပနိုင်ငံတွေကိုအရင်းမြစ်တွေအတွက်မှီခိုနေရတာတွေကနေ short ချနိုင်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။နောက်တနည်းပြောရရင်တော့ယူကရိန်းရဲ့တယံသာတာသဘောတူညီချက်ကိုစာချုပ်ထုတ်နိုင်မယ်ဆိုရင်တရုတ်ထိန်းချုပ်ထားတဲ့တယံသာတာတွေကိုမှီခိုနေကြမလို့အတော့ပါဘူး။ဘာလို့လဲဆိုတော့ထရမ့်ရဲ့အကောက်ခွန်တိုးမြှင့်လိုက်တဲ့ကုံသွေးရေးစစ်ပွဲကြောင့်တရုတ်နိုင်ငံက Rare Earth လို့သယံဇာတ်တွေကို American နိုင်ငံကိုမတင်ပို့တော့ဘူးဆုံးဖြတ်ထားတဲ့အတွက်ဖြစ်ပါတယ်။ Ukraine နဲ့စာချုပ်ချုပ်နိုင်ခဲ့ရင်တော့သယံဇာတ်ပြိပခကိုဖြည့်ရှင်းနိုင်စွမ်းရှိသွားပါပြီ။ရှားပါတဲ့ Galian လို့တပ်ထုတွေခေမီကာဝယ်ရေးအသုံးဆောင်ပစ္စည်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့တပ်ထုတွေဖြစ်ကြပါတယ်။ဒီတပ်ထုတွေကို American နိုင်ငံထဲမှာရှားဖွေတွေ့ရှိနိုင်ခြင်းမရှိပါဘူး။အထူးကသင်တင်သွင်းသူဖြစ်တဲ့တရုတ်နိုင်ငံက Galian တင်သွင်းမှုကိုထိန်းချုပ်ထားပြီးတော့ American နိုင်ငံကိုချိန်ချောက်နေပါတယ်။ ီရှားပါတတ်ထုတွေဟာဒုံးပြန်စနစ်တွေလျှက်စစ်ပစ္စည်းတွေလျှက်စစ်ဘော်ဒါကားတွေစတာတွေမှာမရှိမဖြစ်လိုအပ်တဲ့အရေးပါတဲ့တတ်ထုတွေဖြစ်ကြပါတယ်။တရုတ်ကရှားပါတတ်ထုအမျိုးအစားဘယ်နှမျိုးလောက်ကိုတင်သွင်းဝယ်ပိတ်ဆို့မှာလဲဆိုတာနဲ့ပိတ်ဆို့ထားတဲ့ရှားပါတတ်ထုအမျိုးအစားဘယ်နှမျိုးလောက်များယူကရိန်းမှာရှာတွေ့နိုင်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဒီအတွက်ကျွန်တော်တို့ကယူကရိန်းနိုင်ငံရဲ့တင်ရန်သာတာတွေကိုသိထားရပါလိမ့်မယ်။ဥရောပသမဂ္ဂကသတ်မှတ်ထားတဲ့ မြေရှားတပ်ထု dressing 34မျိုးတွေက22မျိုးကိုယူကရိန်းနိုင်ငံမှာတွေ့ရှိရပါတယ်။ဒီအတွက်ယူကရိန်းနိုင်ငံဟာကမ္ဘာကအသိမှတ်ပြုထားရတဲ့ red app တင်ပို့တဲ့အဓိကနိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ခြင်းရှိနေပါတယ်။ကမ္ဘာ red app တပ်ထုတွေအားလုံးရဲ့900ကိုင်းလုံးလောက်ကိုယူကရိန်းနိုင်ငံကပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ဒူဖို့တွေ့ရှိနိုင်တဲ့နေရာတွေကတော့ Luhansk, Donetsk, Zaporizhia, Napura, Vex စတဲ့ဒေသတွေမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့အဲ့ဒီဒေတာတွေဟာရုရှားရဲ့လက်အောက်ကိုရောက်နေခဲ့ပါပြီ။ယူကရိန်းသဘာဝပတ်ဝန်းကျင်နဲ့တယံသာတာဝင်ကြီးဌာနကတော့ယူကရိန်းနိုင်ငံဟာ graphite, lithium, titanium, uranium စတဲ့သတ္ထုတွေထွက်ရှိမှုအပိုင်းမှာဥရောပတိုက်ရဲ့ပထမအဆင့်နေရာမှာရှိနေတယ်လို့ဆိုပါရယ်။ဒီသတ္ထုတွေဟာဘက်တရီတွေ၊တန်ချက်ကာတွေ၊ခုခံကာကွယ်ရေးပစ္စည်းတွေနဲ့နျူကလ িয়ার လောင်တာတွေအဖြစ်အသုံးပြုနိုင်တဲ့သတ္ထုတွေဖြစ်ကြပါရယ်။ကမ္ဘာပေါ်မှာတော့တရုတ်နိုင်ငံဟာ titanium ထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါရယ်။ ဒါပေမဲ့ဒူဖို့တွေ့ရှိမှုအလားလာမှာတော့ယူကရိန်းကထိတ်ဆုံးဆင်နိုင်ငံထဲမှာပါပါတယ်။ပြောရရင်တော့ကမ္ဘာထုတ်လုပ်မှုစုစုပေါင်းရဲ့900ရာခိုင်နှုန်းလောက်ရှိပါတယ်။တခြားထုတ်လုပ်တဲ့နိုင်ငံတွေကတော့ရုရှား၊မိုဇမ်ဘက်၊ဩစတြေးလျနဲ့ကနေဒါနိုင်ငံတွေပဲဖြစ်ပါတယ်။ US မှာတော့ Nevada ပြည်နယ်၊ Utah နဲ့ Virginia ပြည်နယ်တွေမှာအနေချင်းထုတ်လုပ်နိုင်ပါတယ်။ US သား Ukraine နဲ့သဘောတူညီချက်ရသွားမယ်ဆိုရင်ဒီတပ်ထုတွေကိုရရှိဖို့တရုတ်နိုင်ငံတစ်ခုတည်းပေါ်မှီခိုနေကြမလို့အတော့ပါဘူး။ ဥပမာ Titanium ဆိုရင်လေယာဉ်ထိပ်ဖူးတွေ F35 ဂျက်လေယာဉ် engine အစိတ်ပိုင်းတွေပြုတ်လုတဲ့နေရာမှာလိုအပ်ပါတယ်။ Titanium ကိုအသုံးပြုမှုကအတန်ထက်မြန်တဲ့အမြန်နှုံးနဲ့ပြန်တန်းတဲ့အချိန်မှာထွက်ပေါ်လာတဲ့ပြင်းထန်တဲ့ပူချိန်ကိုခံနိုင်မှာဖြစ်ပါတယ်။1960ပြည့်နှစ်တွေတုန်းကတော့ US ဟာ87 spine လေယာဉ်တွေကိုထုတ်လုပ်ဖို့အတွက် Soviet Union စီကနေ Titanium တွေကိုခိုးယူခဲ့ပူပါတယ်။ Russia ကြည့်တော်စစ်ဖြစ်ပြီးတော့2023ခုနှစ်မှာ Ukraine က Titanium mine တွေနှစ်ခုကို တတ်ထုထုတ်လို့ရေးကုမ္ပဏီတစ်ခုစီကို ရောင်းချခဲ့ပါတယ်။အခုတော့ US ကသဘောတူညီချက်ကနေတဆင့်ဒီမိုင်းတွင်းတွေကိုထိန်းချုပ်ခွင့်ရလာတော့မှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့တယန်ဇာတာလက်နက်ကိုတုံ့ပြန်မှုအတွက် US ရဲ့တုံ့ပြန်ချက်တစ်ခုဖြစ်လာပါပြီ။နောက်ရေးပါတဲ့တတ်ထုတစ်မျိုးကတော့လစ်သီယံပဲဖြစ်ပါတယ်။ချီလီနိုင်ငံ၊ Australia နဲ့တရုတ်နိုင်ငံတို့ဟာကမ္ဘာလီသီယံထုတ်လုပ်မှုအများဆုံးနိုင်ငံတွေဖြစ်ကြပါတယ်။လီသီယံတတ်ထုဟာခေမီလီသီယံအိုင်ယွန်ဘက်ထရီတွေထုတ်လုပ်ဖို့အတွက်အရေးပါပါတယ်။ဒီဘက်ထရီတွေကိုစမတ်ဖုန်းတွေ၊လျှက်စက်ကားတွေ စတာတွေမှာအသုံးပြုကြပါတယ်ပြီးတော့ကြွေတဲ့ဖန်တယ်တွေတတုဆက်အလိုင်းဘက်တရီတွေပြုတ်လုတဲ့နေရာတွေမှာလည်းအသုံးဝင်ပါတယ်ယူကရိန်းနိုင်ငံဟာဥရောပတိုက်ရဲ့အကြီးမားဆုံးသောလစ်သီယံအရင်းမြစ်ကိုပိုင်ဆိုင်ထားပါတယ်တန်ချိန်9သိန်းသို့မဟုတ်ကမ္ဘာတဝန်းတည်ရှိနေတဲ့လီသီယံတွေအားလုံးရဲ့300ဂိုင်းလုံးကိုယူကရိန်းနိုင်ငံကပိုင်ဆိုင်ထားတယ်လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ယူကရိန်းနိုင်ငံမှာလီသီယံတူးဖော်နေတာတွေမရှိသေးပါဘူး။တရံဝင်တူးဖော်နိုင်မှုအတွက် ဒေါ်လာတန်းရာကြီးတဲ့ယင်းနှိမ့်နှံမှုတွေကိုလိုအပ်နေပါတယ်။ယူကရိန်းနိုင်ငံကလစ်သီယံတပ်ထုတိုက်တွေရဲ့25ရာခိုင်နှုန်းတည်ရှိတဲ့နယ်မြေတွေကိုရုရှားတပ်တွေကလက်တလုံးမှာသိမ်းပိုက်ထားပါတယ်။ဒီအတွက်ယင်းနှိမ့်နှံမှုတွေကရပ်တန့်နေရပါတယ်။ US Ukraine တတိယသာတသဘောတူညီချက်သာအကောင့်ထဲပေါ်လာမယ်ဆိုရင်တော့လစ်သီယံတပ်ထုတူးဖော်မှုတွေကိုပြန်လည်မြင်တွေ့ရနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့လစ်သီယံတူးဖော်မှုကခက်ခဲရှုပ်ထွေးပြီးတော့ငွေကုန်ကြေးကြများတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။နောက်တပ်ထုတစ်ခုဖြစ်တဲ့ graphite ထုတ်လုပ်မှုမှာတော့ တရုတ်နိုင်ငံကကမ္ဘာထုတ်လုပ်မှုရဲ့85ရာခိုင်နှုန်းသောဈေးကွက်ဝေစုကိုရယူထားပါတယ်။ပြီးတော့ကမ္ဘာတဝန်းစုစုပေါင်း graphite တွေအများစုကိုလည်းတရုတ်နိုင်ငံကပိုင်ဆိုင်ထားပါတယ်။ဒီအတွက် US ဟာမဖြစ်မနေတရုတ်နိုင်ငံကိုမှီခိုနေရပါတယ်။ US သာယူကရိန်းနိုင်ငံမှာ rare earth တွေကို2ဖော်ထုတ်ယူနိုင်မယ်ဆိုရင်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ graphite တွေဟာတံမီးထုတ်လုပ်မှုမှာလိုအပ်တဲ့ကုန်ကျန်းတွေဖြစ်ကြပါတယ်။ပြီးတော့မော်တော်ကားတွေရဲ့ breakdown တွေ စီဖြည့်ကံတွေကလပ်တွေပြုလုပ်တဲ့နေရာတွေမှာလည်းအသုံးဝင်ပါတယ်။နောက်တစ်ခုကတော့နီကယ်ဖြစ်ပါတယ်။နီကယ်ဟာငွေဝါရောင်ရှိပြီးတော့တန်ချေးမတက်နိုင်တဲ့တန်မဏိတွေတတုဆက်တွေပြုလုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်။ပြီးတော့ဘက်ထရီတွေနဲ့ဂျက်လင်ရင်အင်ဂျင်တွေပြုလုပ်တဲ့နေရာမှာလည်းမရှိမဖြစ်လိုအပ်ပါတယ်။ကိုဘော့တွေကိုလည်းမိတ်ထားလို့မရပါဘူး။ကွန်ဂိုနိုင်ငံဟာကိုဘော့တတုတွေထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ပြန်လည်အားဖြစ်တဲ့ဘက်ထရီအလုတ်အလက်ထရိုဒ်တွေကိုတခြားဆက်ယုံသုံးပစ္စည်းတွေအတွက်ကိုကိုဘော့ကိုလိုအပ်ပါတယ်။ နီဂယ်နဲ့ကိုဘော့တွေကိုအင်ဒိုနီးရှား၊ရုရှား၊ဩစတြေးလျစတဲ့နိုင်ငံတွေမှာထုတ်လုပ်နေပါတယ်။2022ခုနှစ်မှာတော့ယူကရိန်းနိုင်ငံဟာကိုဘော့ထုတ်လုပ်မှုမှာကမ္ဘာအဆင့်69နေရာမှာရှိနေခဲ့ပါတယ်။ကိုဘော့၊လစ်သီယန်စတဲ့တပ်ထုတွေဟာပြည်စစ်ရင်ရထားကားတွေထုတ်လုပ်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ယူကရိန်းမှာဒီလိုတပ်ထုတွေလည်းရှိနေသေးပေမဲ့ထိထိရောက်ရောက်ဒူးဖော်ထုတ်ယူနိုင်တာမရှိသေးပါဘူး။ဒီလာလာတွေဟာ US ကိုတရုတ်နဲ့ရုရှားပေါ်မှီခိုနေရတာတွေကိုရှော့ချပေးနိုင်ပါတယ်။ တထုဒူဖော်မှုဆိုတာကအချိန်ကြာကြီးရင်းနှီးမြှုပ်နှံပြီးမှသာအကျိုးအမြတ်ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မြင်သာတဲ့အကျိုးအမြတ်ရနိုင်ဖို့အတွက် US အနေနဲ့နှစ်ပေါင်း20လောက်စောင့်ရအောင်မှဖြစ်ပါတယ်။တထုတိုက်တွေရှာတွေ့ပြီးရင်တော့ဒူဖော်နိုင်ဖို့အတွက်16နှစ်လောက်စောင့်ရအောင်မှဖြစ်ပါတယ်။တထုတိုက်တွေရှာတွေ့ပြီးရင်တော့ဒူဖော်နိုင်ဖို့အတွက်16နှစ်လောက်အချိန်ပေးရမှဖြစ်ပြီးတထုမိုင်းတွင်တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်ဒေါ်လာ3900ကနေ1ဘီလီယံလောက်လိုအပ်ပါသေးတယ်။ ယူကရိန်းအနေနဲ့ US နဲ့သဘောတူညီချက်ကနေအကျိုးမြတ်ရနိုင်စေဖို့အတွက်တရားရင်နှီးမြုပ်နှံသူတွေကိုဆွဲဆောင်နိုင်ဖို့လည်းလိုအပ်ပါတယ်။ရုရှားနဲ့တရုတ်ကတော့နိုင်ငံပိုင်တူးဖော်ရေးလုပ်ငန်းတွေအနေနဲ့တူးဖော်နေကြတာဖြစ်ပါတယ်။ယူကရိန်းနဲ့ US အနေနဲ့ဒီလိုလိုက်မလုပ်နိုင်ပါဘူး။ဒီအတွက် US နဲ့ Ukraine ကြားအစိုးရချင်းသာသဘောတူညီမှုမှာပုတ်ကလိကကဏ္ဍတွေပါပါဝင်လာဖို့လိုအပ်နေပါသေးတယ်။စစ်ပွဲကာလနဲ့ကြုံတွေ့နေရတဲ့ Ukraine နိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအတွက်ကတော့အခက်အခဲတွေအများကြီးရှိနေသေးပါပဲ။ အခြေခံအဆောက်အဦတွေမရှိသေးပါဘူးပြီးတော့လုံခြုံရေးအရလည်းအာမခံချက်မရှိသေးပါဘူးနောက်တစ်ခုကတော့တတ်တူဒူးဖော်နိုင်မှုအတွက်လုံလောက်တဲ့အချက်လက်တွေမရှိနေသေးပါဘူးယူကရိန်းနိုင်ငံရဲ့မြေတရံသာတာလေးလာရေးဌာနအကြီးအကဲဟောင်းရဲ့ပြောကြားချက်အရယူကရိန်းနိုင်ငံရဲ့ Red Earth ပိုင်ဆိုင်မှုအတွက်ခိုင်မာတဲ့ data အချက်လက်တွေမရှိနေဘူးလို့ဆိုပါတယ်လက်ရှိရှိနေတဲ့အချက်လက်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း30ကနေ60အတွင်းတုန်းကဆိုဗီယက်ယူနီယံကပြုလုပ်ထားတဲ့လေလာဆန်းစစ်မှုတွေဖြစ်ကြပါတယ် ီအချက်လက်တွေဟာတိုင်းတာရေးနီလန်းတွေပေါ်အခြေခံပြီးတော့ကောက်ချက်ချထားတာတွေဖြစ်ပါတယ်။ဒီအတွက်အချက်လက်တွေဟာတိကျခြင်းမရှိပါဘူး။ဒူးဖော်နိုင်တဲ့အနက်ပိုင်းတတ်ထုအရေးသွေးပိုင်းတီနေရာစတာတွေဟာတိကျမှုမရှိပါဘူး။ဒီလိုမတိကျတဲ့အတွက်တတ်ထုဒူးဖော်ရေးကုမ္ပဏီတွေဟာဒေါ်လာတန်းရာပေါင်းများပါကိုအလကားချင်းနှိမ့်နှံတာမျိုးမလုပ်ချင်ကြတော့ပါဘူး။ဒုတိယတစ်ချက်ကတော့စစ်ပွဲကြောင့်အခြေခံအဆောက်အဦတွေပျက်စီးကုန်တဲ့အချက်ဖြစ်ပါတယ်။ကမ္ဘာတဝမ်းမှာတတ်ထုဒူးဖော်ရေးလုပ်ငန်းဟာစွမ်းရင်အလွန်ကုန်ခန်းစေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာစွမ်းအင်အသုံးပြုမှုရဲ့38ရာခိုင်နှုန်းကမ္ဘာလျှက်စစ်စွမ်းအင်အသုံးပြုမှုရဲ့15ရာခိုင်နှုန်းလောက်ကိုအသုံးပြုနေပါတယ်2022ခုနှစ်နဲ့2023ခုနှစ်ကြားမှာယူကရိန်းလျှက်စစ်စွမ်းအားစုစုပေါင်းထုတ်လုပ်နိုင်မှုရဲ့တဝက်လောက်ဟာရုရှားတပ်တွေရဲ့သိမ်းပိုက်တာဖျက်ဆီးတာတွေကိုခံထားရပါတယ်လျှက်စစ်တအားဖြန့်ဖြူးမှုအဆောက်အဦတွေရဲ့တဝက်လောက်ကဒုံးကျည်တွေနဲ့ဖျက်ဆီးခံထားရပါတယ်ရလဲအနေနဲ့ယူကရိန်းဟာစစ်ပွဲမဖြစ်ခင်ကာလရဲ့၃ဘုံတဘုံလောက်သာလျှက်စစ်တအားရရှိပါရယ် ဒီအတွက်စွမ်းဆောင်ရည်ကောင်းတဲ့စွမ်းရည်ဖြစ်အဆောက်အဦတွေအများပြားလိုအပ်နေပါတယ်။တတ်ထုဒူဖော်ရေးမလုပ်ခင်မှာဒီအဆောက်အဦတွေအားလုံးပြီးပြည့်စုံနေဖို့လိုအပ်ပါတယ်။ US အနေနဲ့ကတော့ဒီအခက်အခဲတွေအားလုံးကို ဖြေရှင်းပေးဖို့အသင့်ရှိနေပါတယ်။ပုဂ္ဂလိကကဏ္ဍတွေအနေနဲ့လည်းဒီအခြေအနေတွေကိုထည့်စင်းစားပေးရမှာဖြစ်ပါတယ်။ဒါ့ပြင်ဒီကုမ္ပဏီတွေဟာယူကရိန်းနိုင်ငံလက်ရှိအဖြစ်အပျက်တွေကြောင့်လုံခြုံရေးအတွက်စိတ်ပူပန်နေရပါတယ်။ ပြီးတော့နှစ်ဖက်သဘောတူညီချက်မှာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့အာမခံချက်တွေမပါဝင်တာကလည်းအခြေအနေတွေကိုပိုပြီးမတိမငြိမ်ဖြစ်စေနိုင်ပါတယ်။အရွယ်စားနဲ့တာရှေခံမှုပေါ်မူတည်ပြီးတော့တပ်ထုရင်းတစ်ခုကနှစ်ပေါင်း90လောက်တူဖော်နိုင်ပါတယ်။ဒီအတွက်နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေတွေတည်ငြိမ်ဖို့ကအထူးလိုအပ်ပါတယ်။ဒါပေမဲ့လက်တလောကြေညာချက်တွေအရတော့ပုဂ္ဂလိကကုမ္ပဏီတွေဟာဒီအချက်တွေအတွက်စိတ်ပူနေစရာတိတ်မလို့အပ်တော့ပါဘူး။ထရန်နဲ့ယူကရိန်းကြားပယံသာတသဘောတူညီချက်ဟာနိုင်ငံရေးသဘောတူညီချက်တစ်ခုလည်းဖြစ်နေပါတယ်။ ထရမ့်အစိုးရကနိုင်ငံတကာဆက်ဆံရေးကိုဥတည်နေပြီးတော့သဘောတူညီချက်တွေကိုအာမခံချက်ပေးမှာဖြစ်ပါတယ်။ထေချာတာတစ်ခုကတော့ထရမ့်တယန်သာတရရဲ့လုံခြုံရေးကိုအာမခံချက်ပေးမှာဖြစ်ပါတယ်။တယန်သာတရရဲ့လုံခြုံမှုကိုရဖို့အတွက်ဒါပေမဲ့ဓာတ်တွေအပြေပြင်းအခြေအနေတွေမှာကောင်းမွန်နေဖို့လိုအပ်တယ်လို့ပုတ်လိကကော်မတီရဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါလိမ့်မယ်။ဒီသဘောတူညီချက်ကထရမ့်အစိုးရအတွက်တော့နောက်ဆုံးသဘောတူညီချက်မဟုတ်နိုင်သေးပါဘူး။ထရမ့်ကဒီလိုသဘောတူညီချက်မျိုးတွေကိုဆက်လုပ်အောင်ပါ။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်အောင် Trump ကကြိုးစားအောင်မှာဖြစ်ပါတယ်။ Trump အစိုးရအနေနဲ့လှုပ်ရမှာကလုံရိုးလှုပ်စင်ရုံးလုပ်ငန်းတွေကိုပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေအတွက်လွယ်ကူအောင်ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ပြီးတော့လုံခြုံရေးအရာအာမခံချက်ပေးဖို့ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မြေမျက်နှာသွင်းမြင်တဲ့တတုတိုက်တွေတည်ရှိနေပုံကိုသေချာသိရအောင်အစိုးရကတာဝန်ယူပေးရမှာဖြစ်ပါတယ်။ဒီလိုမှသာတခြားမလို့အဲ့တဲ့ပြဿနာတွေကိုမကြုံရတော့မှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့ အရေးပါတဲ့နေရာတွေမှာအဓိကအဆောက်အဦတွေကိုတိစောက်ပေးဖို့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ပုံကတိကကဏ္ဍကအဖွဲ့အစည်းတွေရန်ပုံငွေလိုအပ်လာရင် အတိုးနဲ့ချေငှားပေးဖို့ဖြစ်ပါတယ်။ဒီလိုမှသာအစိုးရရောပုံကတိကရင်းနှီးမြှုပ်နှံသူတွေပါအကျိုးအမြတ်ရလာနိုင်မှာဖြစ်ပါတယ်။ပြီးတော့ Trump အစိုးရအနေနဲ့အခွန်အခကောက်ခံမှုအပိုင်းမှာလည်းနှစ်ဖက်အစဉ်ပြေအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ဒီလိုမှသာ US ရင်းနှီးမြှုပ်နှံသူတွေဟာတရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့အရှင်ပြိုင်နိုင်မှာဖြစ်ပါတယ်။တကယ်လို့ဒီကိစ္စတွေအားလုံးသာအစဉ်ပြေသွားခဲ့မယ်ဆိုရင် US ဟာတရံဇာတအပိုင်းမှာတရုတ်နိုင်ငံရဲ့မျက်နှာကိုကြည့်နေစရာမလိုအပ်တော့ပါဘူး။လက်တလုံးမှာတော့ battery တွေ၊ smartphone တွေ၊လျှက်စစ်ပစ္စည်းတွေ၊လျှက်စစ်ကားတွေအပြင်ကာကွယ်ရေးစည်ရေးပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့တပ်ထုကုန်ကြမ်းတွေအတွက်တရုတ်နိုင်ငံကိုအားထားနေရပါသေးတယ်။အရေးပါသုံးသောတပ်ထုပစ္စည်းအမျိုး90ရဲ့ကမ္ဘာထုတ်လုပ်မှု90ရာခိုင်နှုန်းလောက်ကိုတရုတ်နိုင်ငံကလက်ရှိချုပ်ကင်ထားပါတယ်။ Rare App တွေရဲ့90ရာခိုင်နှုန်းလောက်ကိုလည်းတရုတ်နိုင်ငံကချုပ်ကင်ထားပါတယ်။ US ရဲ့သတင်းအချက်အလက်တွေအရ US လိုအပ်တဲ့ Red App 80ရာခိုင်နှုန်းကိုတရုတ်နိုင်ငံကတင်သွင်းတယ်လို့ဆိုပါတယ်။ဒီအတွက် Trend အတွက်ကတော့ Ukraine နဲ့တင်ရန်သာတာသဘောတူညီချက်ချုပ်ဆိုနိုင်ခြင်းဟာအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။တရုတ်နိုင်ငံရဲ့တင်ရန်သာတာလွှမ်းမိုးမှုကိုဖြေရှင်းနိုင်တဲ့ထွက်ပေါက်တစ်ခုဖြစ်လာပါတယ်။ရုရှားကလည်းဒီသဘောတူညီချက်တွေကြားမှာအရေးကြီးတဲ့နေရာကနေပါဝင်နေသေးပါပဲ။ရုရှားဟာသူသိမ့်ပိုက်ရရှိထားတဲ့နယ်မြေတွေကိုပြန်လည်ပေးအပ်မှာမဟုတ်ပါဘူး။ဒီဒေသတွေဟာတပ်ထုအများဆုံးထွက်တဲ့နေရာတွေဖြစ်ကြပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေဟာယူကရိန်းနိုင်ငံပိုင်ဆိုင်တဲ့ Red Earth ပမာဏစုစုပေါင်းရဲ့40ရာခိုင်နှုန်းလောက်ထွက်ရှိတယ်လို့ဆိုပါတယ်။တကယ်လို့ရုရှားကသာသူသိမ်းပိုက်ထားတဲ့နယ်မြေတွေက Red Earth တွေကိုထုတ်ယူလာမယ်ဆိုရင် US အနေနဲ့အခက်တွေ့ရပါလိမ့်မယ်။ဒါပေမဲ့ရုရှားတွေဒီလိုမလုပ်ဖို့ US ကစွဲဆောင်နိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ Trump ကပူတင်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားပြီးသားဖြစ်ပါတယ်။ Trump ကတော့ပယံသာတာသဘောတူညီချက်မပြီးမဆုံးခြင်းဆက်လက်ကြိုးပမ်းနေဦးမယ်ပုံရှိပါတယ်။ အရေးကြီးတာတစ်ခုကတော့ US နဲ့ Ukraine ကြားတရံသာတာသဘောတူညီချက်ကိုတရုတ်နိုင်ငံကမျက်စိတောက်ထောက်ကြည့်နေတယ်ဆိုတာပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ